ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမမဆန္ဒရဲ့ဒါတော့တိဘူးလေဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်ဒါတော့တိဘူးလေအသက်40ကျော်ပြီဖြစ်သောတန်ကတ်နာယီကြီးကိုမှုန်ရီမွဲတီသောမျက်လုံးများနှင့်မော့ကြည့်မိသည်လေးနာရီထိုးကနီးပြီဖေကြီးနှင့်တကွအမေသားတွေသမီးတွေအသီးသီးပြန်လာကြရန်အချိန်နီးပြီအမေသည် လက်ထဲကစိတ်ပတိကိုအသာပတ်လိုက်ရင်ထံရမထသည်သမင်းအိုးကိုခုနေတဲထားပါမှမိသားစုသမင်းဝိုင်းတွင် မပူမအေးခန့်နှွေးနှွေးသမင်းကလေးကိုစားရမည်ဖြစ်သည်ဖေကြီးကဟင်းကြီးမများတော်လဲသမင်းကြတော့တော်လေးကြီးများလေသည်ဆံကောင်းဆံညက်ရွေးပြီးကြည်ကျဲသည်တော့မဟုတ်မိဖို့ပေါ်မှခြောက်ကားစပူလွန်းသောသမင်းကိုလည်းမစားတတ်အေးဆက်နေသောသမင်းညံကိုလည်းမစားတတ် ချက်ပြီးတဖြည်းဖြည်းအပူလျော့လာတော့ထမင်းနွေးနွေးကလေးကိုစားတတ်လေတော့အမေဤအုံနောက်ကထမင်းချက်ချင်းကြက်ချင်းနှင့်စားချင်းကို အစင်မြဲချင်းရတွက်ရစဉ်းစားနေရလေသည်ဤသူဆိုင်ကလည်းတော့ဘယ်တော်များမှ ကောက်ကြီးဆံပေးပါမလဲမသိဘူးအမေကမဆုံးသေးသောတံပုတ်တွေကို ဆက်ရွံ့နေရင်ကြားဖြတ်စဉ်းစားမိသည်ဒီတစ်ခါဆိုရင်တော့ အပြင်ကဆန်းကောင်းကောင်းလေးတည်င်းလောက်ဝယ်ပြီးရောစားမယ်။တည်င်းတရာကျော်လဲကျော်ပေါ့။တစ်ခါတလေပဲဟာမဖြစ်သေးလေ။ဖေကြီးလာကက300၊တာကြီးက940၊သမီးကြီးက350၊တားငယ်က200စိတ်။ကဲနေတဲ့ဝင်ငွေလား။ဟုဆက်ရစဉ်းစားမိတော့တံပုတ်တွေကိုဆက်ရရန်မိသွားလေသည်။တစ်ချိန်လုံးကတော့အမေတို့တော်တော်လေးကြက်တဲခဲ့သည်။ အဖေတဦးဒီလာစာနှင့်သားသမီးတွေအကုန်လုံးကြောင်းစရိတ်စားစရိတ်ကိုထမ်းရလေတော့မနိုင်ဝန်ကိုထမ်းရသည်တို့ရှိလေသည်သမီးကြီးကဆယ်တန်းအောင်တော့တက်တူဆက်မတက်ဖဲအလုတ်ဝင်ခဲ့သောကြောင့်သာအဖေကြီးခမညာသက်ရှူသားသွားခြင်းဖြစ်လေသည် အခုတော့သားနှစ်ယောက်လည်းပညာဆုံးပြီအလုတ်ကိုစီနှင့်ဝင်ငွေလေးတွေလည်းအတီးအသီးရှိလာပြီဆိုတော့အမေသည်အခါတိုင်းရက်နေကြဘဲဥဆိုင်ရှိတွင်နေတိုင်းရက်เสียမလို့တော့ပဲ ကြက်သားဆိုင်စိတ်သားဆိုင်ရှေ့တွင်လဲတခါတရံရပ်နိုင်ပြီဖြစ်သည်တခါတရံလဲရှင်အင်းမီဘာရခဲ့တော့ကျမတော့ပဇွန်တုတ်ချင်လေးကောင်းတာနဲ့ဝယ်လာခဲ့တယ်ကြက်သွန်ပြူလေးလှီးထက်ပင်စင်းရွက်လေးအုပ်ပြီးစီရွှဲရွှဲညူသည်ဆက်ဆက်နဲ့တုပ်စားရအောင်လေဟုခက်ကြက်ကြက်လေးပြောနိုင်ပြီဖြစ်သည်စိတ်ကသာဟိုတွေးတီတွေးတွေးနေတော့လဲဆန်းချင်ရတယ်တော့မမှအကျင့်ပါနေတော့လက်က စံနှိုးစီဘူးသုံးလုံးကို ထမင်းအိုးထဲထည့်ပြီးစံဘုံကို အလိုလိုပိတ်မိပြီး ဖြစ်နေသည် အမေစပလုံး၍စကွဲပြားစံချင်းထမင်းအိုးတဲထမင်းငှဲ့ခဲ့သောနှစ်ကာလကလည်းရွှေရတုသပင်ပင်ကျင်းပလို့ရနေပြီဆိုတော့ဒီလက်တွေကလည်းပြေးလန်းကျင့်ထားသောမြင်းလို အလိုလိုလှုပ်ရှားတတ်နေပြီဖြစ်ထင်သည်မနှစ်တုံးကမဖဲစုပ်ကြံတာနဲ့ နှင်းခွာရဲ့ဟင်းကြိုလေးထက်ချက်လိုက်မယ်ဆိုရင်တော်ရော့ပေါ့မပီရေကိုတော့ရေထက်ထိုးပြီးကြိုလိုက်အောင်မယ်သူ့စရာတွတ်တော့သခွားသီးလေးတစ်လုံးကြံသေးတယ်ထင်ပါရဲ့မိကသမင်းအိုးကိုဖိုးပေါ်တင်ပြီးဆက်ရွတွေးပြန်သည်တဏီကုံတယောက်ထဲနေရတော့သူ့တက်တော့အတွေးဒီသားအကောင်းဆုံးဖော်ဖြစ်လေသည်သူကအိမ်လဲမလဲတက်စားလဲဖက်လေးဖက်ထားမရှိအချင်းလဲမကြီးတက်ဆိုတော့လုံးစရာရှိသည်များကိုလက်ကလှုပ်ရင်း တွေးစရာရှိသည်များကိုလည်းစိတ်ကတွေးရင်တဏီကုံရတတ်လေသည်အငင်းသည်ကလည်းခုထိကိုပေါ်မလာသေးဘူးတရားကို၅ချက်၆ချက်ဈေးလောက်နဲ့ရမှ၃လျာဝယ်ပြီးစားစင်ထားလိုက်အောင်အမေအတွေးကသခွားသည်မှနေပြီးငင်းသည်တို့ခုံ၍ကူးသွားပြန်လေသည်ငင်းသည်စားစင်ကတော့ဟုတ်ပါရဲ့အိမ်သားကိုရေလောင်းလို့မနိုင်အောင်နန္နာကခက်လာတယ်ဟွန်းငါတို့ကလည်း ဘာလို့များနန်းနန်းဆော့ဆော့အသီးကိုမဲမဲမောမောကြိုက်နေကြတယ်မသိပါဘူးဒုက္ခဒုက္ခအမေကသမီးတို့တဲထားစဉ်တန်ပုတ်တွေဆက်၍ပတိစိတ်မြင်စဉ်းစားထားတော်လဲအတွေးနောက်တကောက်ကောက်လိုက်နေသောစိတ်အလျင်ကြောင့်မိသွားပြန်လေသည်စကားရဲထည့်ထားသောသခွားသီးလေးကိုယူရာအခွန်တင်ရေးဆေးပြီးအစင်းနှင်းစားနိုင်ရန်အဝိုင်းလေးတွေလှီးသည်မြင်းခွာရွက်ကိုရေးဆေးပြီးတော့သမီးအိုးပွက်ပွက်စုလေသည်ညောင်မနဲ့ လမ်းမွေစဉ်ပွက်ခနဲပွက်လာသောထမင်းရည်ဆက်ကလက်ခုံကိုလာစဉ်တော့တွန့်ကနေဖြစ်သွားသည်။အင်းဒီလောက်ကလေးစင်နာတောင်ပူလိုက်တာငရဲပြီရောက်ပြီးငရဲမိများအလောင်ခံရရင်ဘလောက်များပူလိုက်မလဲမသိဘူး။အမေကစဉ်းစားရင်းပခုံးကိုအလိုလိုကြုံထားမိလေသည်။ငရဲပြီဆိုတာပဲမှရှိတယ်လေ။မြေကြီးထဲမှာလားအသေးချာမသိတော့လဲလောကီတနေရာ၌တကယ်ဝင်ရှိသည်ဟုအမေယုံကြည်သည် ိမိပြုလုပ်သောကောင်းမှုအတွက်သော၎င်းမကောင်းမှုအတွက်သော၎င်းကောင်းကျိုးဆိုးကျိုးဟုသည်မှာရှိလဲရှိတဲ့သည်ထို့ပြင်ရှိလဲရှိရမည်တနေ့တုန်းကတော့စက်သားတဲ့အလေးခိုးလိုက်တုန်းကသူတို့မို့လို့ငရဲမကြောက်ဘာမကြောက်တကြက်တပြားအတွက်နဲ့လှုပ်ရဲလိုက်တာဟုအိမ်မှာမကြေမနက်ပြန်ပြောပြီးတော့တားငယ်ကနောက်နောက်ပြောင်ပြောင်ပြောနေကြသူ့ဝါသနာအတိုင်းအမေကလည်း ူတို့ကငရဲပဲကြောက်တော့မလဲစီဘူးအိုးထဲမှာစီမမရှိတော့တာဈေးကြီးလို့မဝင်နိုင်ဘူးတဲ့ခုရီစရာပြောတာတတိယမိသည်သမီးကြီးကသူ့မောင်ဤထိတ်ကိုလှန့်ခေါက်ကအမဲစီမရှိလဲရေးနဲ့ပြုတ်လို့ရတာပါပဲနော်ခုဆိုတော့တန်းငယ်ကရေးနဲ့ပြုတ်เสียမိသွေးလည်းမရှိတော့ဘူးငရဲသားတွေကမိသွေးကိုဝါးစားလိုက်ကြပြီခုကဲရပြောကတဟာဟာရင်းနေရာမှထပြေးသွားလေသည် ဘာပဲဖြစ်ဖြစ်လူများကတော့ငရဲကိုတိတ်ကြောက်တာပဲစီဘူးနဲ့အချော်မခံရလဲမကောင်းတာလုပ်တဲ့သူကမကောင်းတာပြန်ဖြစ်တတ်တာပဲစေတနာအကျိုးပေးတယ်ဆိုတာနောက်ဘဝထိတောင်ဆောက်နာမဟုတ်ဘူးတစ်ခါတလေလက်ငင်းကိုအကျိုးပေးတတ်တာအမေကသမီးရဲ့ငယ်ရင်ကဆက်ရွယ်စဉ်းစားလေသည်ဒီနေ့ငဖယ်ဆုပ်တဲ့ကြတော့လေတရားလွန်နေတစ်ဆယ်သား၆ချက်ဆိုတာနည်းတဲ့ဈေးလားဘလောက်ဈေးကြီးဆိုပြီးရောင်းနေမှတော့ မမှန်ကန်ကန်ရောင်းပေါ့မဇက်ကတော့អော်နေလိုက်တာမဖဲစစ်ကိုစားအစစ်ကိုစားတဲ့နောက်ပြီးငပုတ်တင်ကရောထားတယ်အဲ့ဒါကတော့တကယ်ကိုမတရားလောဘအမေကတွင်းဒေါသဖြစ်လာသည်တစ်ဆယ်သား၆ချက်ဆိုတာနင်းနင်းနုံနုံစည်းမဟုတ်အိမ်သားလုံးညမနဲ့စားဖို့ဆိုတော့အစိတ်သားဝယ်ရသည်အစိတ်သားဆိုတော့15ချက်ဖို15ချက်ဖို့မနဲ့စားညစာလောက်လောက်ငငစားနိုင်ရန်အတွက် ။သမင်ဘူးလေးဘူးလှလှပပထဲ့နိုင်ရန်အတွက်လက်သေးကုံလောက်အလုံးလေးတွေလုံးဝသည်။မျက်စိကိုလှည့်စားပြီးခင်းများသည့်ထင်ရန်ပြုလုပ်ခြင်းဖြစ်လေသည်။အမေဒီစိတ်ပညာမတင်ခဲ့တော့လဲဘဝကတင်လေတော့ဒီလောက်တော့အလိုလိုတက်လေသည်။ထို့သောတို့ရေရှားရေဝဲရသောငဖဲတွင် မပုတ်တင်ရောလေပြီဆိုတော့ဘလို့ထောင်းထောင်းတန်းပြေငဖဲအစ်စ်လိုစီးပြီးမှမလာတော့အသားကပွားစီစီနဲ့အနံ့ကအောက်တောက်တောက်နဲ့မို့ လွန်ပြေးရလောက်အောင်လည်းမချမ်းသာ စားရပြန်တော့လည်းဒေါသဖြစ်နှင့်အကုသို့များလာသည်ငဖဲအကောင်ကို30 40ဈေးလောက်ဝင်နေရသောအချိန်တွင်မပုတ်တင်ကခုနှစ်ချက်ရှစ်ချက်လောက်နဲ့ရတတ်သည်ဒီတော့လည်းဈေးကြီးတွင်ဈေးနှဲကို ရောထည့်သလောက်အမျက်များလေသည် သူလဲလေလောဘသားပေမို့ရောခြင်းလှပေလိမ့်မယ်ဟုဂယုဏရှုတောင်းကကြည့်ပြီးတရားနှလုံးသွင်းကခွင့်လွှတ်ခြင်းလိုကလည်းဘာမှမလုပ်တတ် အတူခံစတဲ့ဟူသောနေရာမှသည်ကြောက်ခက်ကလေးကစပေါ်လာခဲ့သည်ဖြစ်ရာကဘာပြက်သည်အထိဆက်လက်တရှိသွားမည်ဖြစ်လေသည်တကယ်ကငါအလိုခံရတာပဲငဖယ်နဲ့ငပုတ်တင်ကိုခွဲပြီးမှမသိတာမသိတာမှတကယ်ကိုမသိခြင်းဖြစ်သည်ငဖယ်ချင်းနှင့်ငပုတ်တင်ချစ်ကို မထောင်းခင် မထုခင်မကြော်ခင်မလှော့ခင် အမေကဘလို့မှခွဲခြားပြီးမသိတခါခံရရုံလဲမမှတ် ဈေးတဲကငဖယ်ရိုးတွေရှေ့မှာပုံထားပြီးငဖယ်စစ်တင်တော့ဟုပေါ်ပြန်လျင်ယုံမိပြန်သည်သာဖြစ်သည်နဖန်ကကြားမှငဖယ်လဲမစစ်ဘူးလို့ပြောလိုက်အောင်မယ်ဒီတော့လဲသူကတပြန်စီးပြီးဒေါင်းတင်မောင်းတင်နဲ့ဘယ်မှာလဲပြန်ယူလာခဲ့ဆိုမှအခက်စစ်စစ်မစစ်စစ်စားလို့ရတော့ဂုံပြီအမေသည်ထမင်းအုပ်ကိုတစ်ချက်နှစ်ချက်စောင့်ကမိဖို့ပေါ်ပြန်တင်သည် တန်ဘုတ်တွေပရိဘတ်ကိုဆက်စစ်ရန်စိတ်ကူးမိစဉ်မေတကားဖွင့်မအောင်ပြဟူသောအတန်ကိုကြားရသည်အမေကလက်ထဲရောက်နေသောပရိကိုလက်ကောက်ဝတ်တွင်ပြန်ပတ်သည်ယုံနီးဆုံးမှုအရင်ဆုံးရောက်လေ့ရှိသောတားငယ်ပြန်လာပြီတနေ့ခင်းလုံးတိတ်ဆိတ်ငြိမ်သက်နေသော အမေအိမ်လေးစူညံဆိုပြေလာတော့သည်မင်းငဖေကလည်း30ရာခိုင်နှုန်းလောက်ပဲစစ်မယ်ထင်ပါရဲ့ကွာ ိုဗျာ90ရာနှုန်းလောက်ဖြစ်ပါတယ်ဖေရဲ့ဈေးနဲ့လို့အတုရောတယ်ဆိုရင်ထားပါတော့လောက်တောင်ဈေးကြီးကြီးနဲ့ရောင်းပြီးတစ်ခါထပ်ပြီးအတုရောတယ်ဆိုတာတော့တရားလွန်တာပေါ့အမျက်ကိုနှခါယူတာအိုးမေရလဲဘဲကမာလဲအလေးကရောမှန်တယ်ပြောနိုင်လို့လားလေးခုပြန်တော့သုံးကမြက်ကရောညနေထမင်းဝိုင်းကြတော့အမင်းငဖယ်ကဇက်လိုက်ဖြစ်နေသည် ဖေကြီးနဲ့တကွတားတွေတမိတွေတယောက်တစ်ပေါက်ပြောနေသည်ကိုနားထောင်ရင်းအမေကငဖဲတဲ့ကိုအခါခါမြေတားပို့နေမိလေသည်ဒါမတရားလို့ပါကွာမင်းငဖဲတယ်တော့ချမ်းသာလှရောပေါ့အမေကြီးရွှေလက်ကောက်တွေစင်ပြီးဝှက်မထားဘူးလားဟင်ကလေးကိုရင်ဝင်နဲ့ထည့်ပြီးနှုတ်တိုက်ရင်ဒူးထောင်ပေါင်ကားနဲ့ငဖဲချင်းနေရတာနုံးလို့နေလို့အမေသည်ငါးတယ်မှလေး နွမ်းနယ်ပန်းလျတော်တန်တန်ကိုပြန်၍စဉ်းစားမိသည်အဲ့ဒါစေနာကျိုးပြီးတာပေါ့သူမြောက်ကိုအကောင်းမရောတော့သူရောချမ်းသာလို့လားဟုဆက်၍တွေးသည်သူလည်းလက်ဖက်ရည်ဖို့ရှားတာပေါ့အမေရကျွန်တော်တို့လူရုံးမှာလုတ်တဲ့လူချို့ကြတော့ရုံးကိစ္စနဲ့ပတ်သက်ရပတ်သက်ကြောင်းကိစ္စလေးတွေဆောင်ရွက်ပြီးတော့ပတ်သက်တဲ့သူတွေစီကလက်ဖက်ရည်ဖို့လေးပါလေးရတယ်မို့လားသားကြီးကခက်ပြုံးပြုံးပြောသည် အမေတို့မိသားစုတွင်တားအကြီးကစားဖတ်ဆုံးဖြစ်သည်ထို့ပြင်အအေးဆုံးအငိမ့်သက်ဆုံးလည်းဖြစ်သည်ယတနာတစုံတစ်ခုဖြစ်လာလျင်အဖေကဒေါသဖြစ်ကာအမေနှင့်သမီးကတပြစ်တောက်တောက်ပြောတတ်ပြီးတားငယ်ကရီမောပြစ်တတ်သည်တားကြီးကတော့စင်စင်စားစားလုံးကြပါဗျာအရင်မဆုံးဖြတ်ကြပါနဲ့ဟုပြောလေရှိသည်อืมသူစင်စားကြီးကတော့စင်စားပြီးရင်စင်စားရင်လည်းရီစားထားဖို့တောင်းအခါခါစင်စားနေပုံပဲ ဒီလိုပုံနဲ့တော့အသက်40ကျော်ရင်တောင်မိမရောက်မှာမဟုတ်ဘူး။တန်းငယ်ကသူ့ကိုကြီးအားထောမနာပြုလေးရှိသည်။အမေကထမင်းကိုတိတ်ဆိတ်ငင်သက်စွာစားရင်းဟွန်းဒါကြီးစဉ်းစားတာလည်းမမှားဘူး။အခုတော့ငါတို့မိသားစုလေးတစုတစည်းတည်းမို့တက်တက်ဝုန်းဝုန်းနဲ့မို့ပြေစုံလုံလောက်တယ်ဆိုပါတော့သူတို့လေအိမ်အောင်ပြုတ်သွားရင်တယောက်စီရဲ့ဝင်ငွေဟာအိမ်အောင်တစ်ခုစီရဲ့ဝင်ငွေဖြစ်တော့မှာ။ ားတွေသမီးတွေတို့လိုတန်လန်းမွေးလာရင်ဘလို့လှုပ်ပြီးလောက်လောက်ငါငါရှိတော့မှလဲဟုတွေးမိပြီးယဉ်ပူသွားသည်သားကြီးကလည်းသူတို့ငယ်စဉ်ကခံစားခဲ့ရသောစက်တမ်းမှုတံကိုအစဉ်အမြဲသတိတရရှိနေဟန်တူလေသည်ထို့ကြောင့်လဲအသက်သား30နီးလာတော့လဲချစ်ရေးကြက်ရေးအိမ်တော်ရေးတွင်တုံနှေးတုံနှေးလောက်ကချီတုံချတုံစဉ်းစားပြီးရင်စဉ်းစားရင်းနဲ့သူများလက်တို့သာတူဦးပြီးတူပါကုန်တတ်လေသည် ရူရားတွေကလည်းဈေးကောင်းလိုက်တာတထောင်ကိုကောက်ဈေး85ချက်တဲ့အဖေကြီးဤအတွေ့တွေကလက်ဖက်ရည်ဘူးကနေပြီး secret post ရောက်သွားလေသည်အမေအဖေကဒူရအတောင်းလိုက်ဝဲတောင်းမလို့လားထီပအောင်ဆောင်းလိုက်ဦးမယ်တားရေအဖေကြီးကတခြားအပျော်ပါဘာမှ မရှိတော့လဲစလိတ်တော့ကြိုက်သည်ပထမတလိပ်ပြား30 ခုနောက်တစ်ချက်သုံးလိုက်ဆိုတော့ကတခါတရံဝယ်ပြီးတောက်တက်သည်ယခုတော့တလိပ်ကိုငါးမှုပြ60ဖြစ်နေပြီဟုဆိုသည်ဖေးကြီးမတက်နိုင်တော့သားကြီးဘိုးမျိုးကိုအလုပ်ကိစ္စနဲ့သွားတိုင်းအပြန်တွင်အစည်းလိုက်ဝယ်လာတတ်သောပူစီစလိပ်ကိုသာသားနှင့်အတူတူရောပြီးခဲရတော့သည်ဒီနေ့မင်းတို့အမေမှားလိုက်လို့ဆက်ပြသွားဝယ်တာဟေးချူဝါတစ်ပိုင်း72ချက်ဆိုလို့ အင်ကြီးကိုဆက်ပြောင်းမတိုက်ပဲရင်းနဲ့ပဲလျှော်တော့မယ်ပြောပြီးပြန်လာခဲ့တယ်။ဒူရကအဲ့ဒီကုံစုံဆိုင်မှာသူများလာသွင်းတာဘသူလာသွင်းတာလဲတော့ငါကမမင်းနဲ့အဖေကြီးကစိတ်တူလာဟန်နဲ့ခက်ဆက်ဆက်ပြောတော့တန်းငယ်ကဩဂလိုကိုခုယာကလောင်လေးတန်းနဲ့ပြောကငြိမ်သွားလေသည်အမေတို့ထမင်းဝိုင်းကလေးတီအတွေးကိုစီနဲ့မို့ခိတမြငြိမ်သွားသည်အမေကပကံထဲတွင်ကုန်နေပြီဖြစ်သောငပိရဲ့ကျဲကိုထပ်ဖြည့်ရင် ယူသီးမှုတ်ပလင်းကိုအကုန်သွန်မှောက်ချလိုက်သည်ပလင်းဖင်တွင်ကပ်နေသောယူသီးမှုတ်ကန့်တက်ကလေးများကငပိယပကံသည်သို့မစင်ညင်စင်ကျင်နှင့်ခုံဆင်းလာကြလေသည်ညင်းခွာရဟင်းကြိုကိုလည်းပကံသည်သွန်မှောက်ဖြည့်လိုက်ရင်စီကလက်တထောက်60မြတ်တော်ရောကျက်တပိတ်သာဝက်တပိတ်သာဝဲလိုက်ရင်ကုံရောပေါ့မမြင်တော့ပဇွန်ကြတော့စားကြရင်တော့တပိတ်သာတောင်မရဘူး90သားစီပဲရမှာ င်းစားမိတော့ပြုံးကျင်ခြင်းဖြစ်သွားလေသည်သမဒယုံမှာတပတ်ခါကားတစ်လင်းပဲဗျအမေတွေးကမမြင်ပိုက်သားစီရောက်နေတော့လဲတန်းငယ်အတွေးကမူလှုပ်ရှင်ယုံတို့ရောက်သွားသည်ဒီနေ့ကြိုတင်လက်မှတ်သွားလို့တာကျွန်တော်ရှိမှနေတဲ့လူတန်းကြီးမဟုတ်ဘူးဗျာကြည့်မဲ့သူတွေလားဟွန်းပြန်ရောက်မဲ့သူတွေနေပါဦးမင်းကရောကြိုတင်လက်မှတ်ဘာလို့ဖို့သွားဝယ်တာလဲ ကြည့်ဖို့ပေါ့ကိုရဘသူနဲ့လဲဟာဗျာတိတိကြီးနဲ့တားကြီးကမေးတော့တားငယ်သည်အမေကိုခိုးကြည့်ကမလုံးမလဲပြုံးသည်မေကခွင့်လွတ်ပြုံးပြုံးနေလိုက်သည်တားငယ်ဤအသက်သည်ဒီခုလာမည့်ဩဂုတ်လဆိုရင်23နှစ်ပြည့်ပြီအမေကငယ်သေးသည်ထင်တော်လဲတခြားသူများကလူလားမြောက်ပြီဟုသတ်မှတ်ထားပြီးဖြစ်သည် ချစ်သူရည်စားထားသည်ကိုအပြစ်တင်စုပ်ဘူးနေလို့လည်းရမည်မဟုတ်ချိန်တန်လျင်အဝေးသို့ပြန်ကြရမည်မှာတဘာဝမှုဖေတို့အမေတို့ကခွင့်လွှတ်ဖို့သာရှိသည်တားငယ်ကတော့အကိုနှင့်အမလိုရှေရှေဝေးဝေးစဉ်းစားတတ်သူမဟုတ်ပေလှတာမြင်လျင်ကြိုက်ချင်ခြင်းတဘာဝမှုကြိုက်လိုက်ကွဲလိုက်နှင့်ယခုလက်ရှိ အသက်အထိချစ်သူ၃ဦးလေးဦးတော့ရှိပြီပြီထင်သည်။မြတ်ဖရရောရခဲ့လား။ဘယ်ရမှာလဲ။ဒီလိုဆို င်းရုံးချိန်ကြီးလစ်ထွက်ရပြီးမောတာပေါ့အင်းမောတာပေါ့ဒါပေမဲ့ဝတ္ထုလေးတပုတ်တော့စိတ်ကူးရလာတယ်ဘာတဲ့တော့တန်းငယ်ကစပေးဝါနာပါတီအကိုကြီးလောက်စာမဖတ်တော့လဲစာတူပေးစကြပြာတူကြပြာစလေးများကိုရေးတတ်သည်သူ့ကြပြာလေးစာလေးများကိုဖတ်ပြီးသူ့ကိုကြီးကမင်းဟာကအတွေ့အနေနဲ့နုနေသေးတယ်ဟုဝေဖန်လျက် ရင်ရင်တန်တော့ရင့်မှာပေါ့ဗျာကျွန်တော်ကအခုလိုအဖိုးကြီးမှမဟုတ်တာဟုတ်နှုတ်လန်ထိုးတတ်လေသည်ကျွန်တော်ရှိကမှောင်ခိုးပြီးတော့ကျွန်တော်ဆိုပြီးတော့လေမကောင်းလားအမလေးအဲ့ဒီဝတ္ထုကြီးကိုတော့လက်ညောင်းခံပြီးရင်းနေပါနဲ့တော့ဟဲစိတ်ကူးဘွားကလေးကအမိုက်ပုံးတဲ့သာကြိုးကြိုးတင်းတင်းထက်ပြစ်လိုက်သမီးကြီးကရီမောမောနဲ့အားပေးစကားဆိုတော့တားငယ်ကြီးမျက်နှာလေးရှုံသွားသည် အမဖြစ်သူအမကြင်မနဲ့နေကြည့်သည်အမကလည်းတကယ်ကြည့်ကျင်တဲ့သူကတနည်းအားစားကိုသုံးလေးချက်အမျက်ပေးရမှာဗျတရားလားအဖေကြီးတပြင်းချတံကိုကြားရသည် အမေကလည်းရောယောင်ပြီးပြင့်တက်ဆိုင်သည်ခမင်းပကံထဲတွင်နောက်ဆုံးချက်နေသေးသောခမင်းတလုံးစာပေါ်သို့မပြည့်ရထဆန်းပြီးတခွားသည်စိတ်ကလေးမြုပ်လိုက်သည်လူတွေလည်းပျက်စီးလိုက်ကြတာဟဲ့ နောက်ဆုံးထမင်းလောက်ကြမှကန်ဆိုးသည်ငပိရေကအငန်ကဲရသည့်အထဲသခွားသည်ကလည်းထိပ်ပိုင်းကျသွားလို့လားတော့မသိခါလာသည်ပါဇက်ထဲရောက်ပြီးတော့ထွေးမထုတ်ခြင်းသည့်အတွက်ကြိတ်မိတ်ဝါပြီးမြှို့ချလိုက်သည်သူတို့အပြစ်ကြီးပဲလဲမဟုတ်သေးဘူးအမေရဲ့ကျိုးတင်တစောင်ကို၄ယောက်စာ၁ယောက်စာကို၂ချက်၃ချက်အမြတ်ရတယ်ဆိုတော့တမန်နခင်လာစီယုံနဲ့ပစေဝန်းကျင်မှာအမြတ်ရတာကို ဒါပေမဲ့နေစားလုပ်တယ်ဆိုတာတဏပါစီဝအကူရဒါကခေါင်းပုံဖြတ်တာသူတို့ကတော့အဲ့လိုစဉ်းစားမှမဟုတ်ဘူးငါညီဒါကြောင့်ပျက်စီးတယ်ပြောတာပေါ့အေးလေဒါပေမဲ့အကြောင်းနဲ့အကျိုးဆိုတာအပြန်အလှန်ဆက်သွယ်မှုရှိတယ်ဗဇက်ကငံရခါရသည်ထဲဦးစင်းစားကြီးကချင်းနေလိုက်ကောင်းနေတော့အမေတော်လေးစိတ်တူလာသည်ကဲကိုတော်ကြီးငဖယ်ချစ်တဲ့ငပုတ်တင်ရောတာကိုရော ကျုပ်က90ကိုအပြစ်မတင်လို့ဘသူ့ကိုအပြစ်တင်ရမလဲမိန်တော်မူပါအောင်ဘလို့အကြောင်းနဲ့ဘလို့အကျိုးလဲမိန်ရှိပါအောင်အမေကခန့်ငုံငော့ပြောတော့တားငယ်ကတဟားဟားထရည်သည်တားကြီးကတော့အမေမျက်နှာကိုခန့်ငေးငေးကြည့်နေပြီးမှ သူ့ကောင်းကိုသူကုတ်ခါမရည်ချင်းရည်ချင်းနဲ့ရည်သည်ထို့နောက်ပင်သက်ကိုမတိမတာဆိုင်သည် တော့တီဦးလေဟုခတ်တိုးတိုးခက်ရော့ရော့ပြောလေသည်မဆန္ဒအဆုံးထိနာတော့တာဆင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်